ပြောတယောက်နဲ့တယောက်မတက်အောင်ဂုံတိုက်စကားမပြောဘူးခုခေတ်တို့ခြင်းမထဲ့ဘူးပေါ့နော်ချွန်နေမမှာဘူးခြင်းမထဲ့ဘူးတယောက်တယောက်ချွန်တော့မလုပ်ဘူးဆိုရပေါ့နောက်ဆဲတာရဲတာရေးတာမလုပ်ဘူးအကျိုးမဲ့အလေးနတော်စကားတွေပြောပြီးအချိန်မဖြုံးဘူးဝစီကနဲ့ပတ်သက်ပြီးတော့အဲ့ဒါလေကုသိုလ်ပဲမနောကနဲ့ပတ်သက်တာကြတော့ ူရဲ့ပစ္စည်းကိုမတရားလိုချင်တဲ့လောဘမရှိဘူးသူတို့ဘာကိုဒေါသနဲ့ပျက်စီးဆုံးရှုံးစေလိုတဲ့စိတ်မရှိဘူးနောက်ကံကံဟိကျိုးလက်ခံတဲ့မှန်ကန်တဲ့အမြင်ရှိတယ်အဲ့ဒါတွေကဒီ7မျိုးကဒါမနောက3မျိုးအလုံးပေါင်းတော့7မျိုးအဲ့ဒီကုသကမ္မပဒတရားဒီအသက်ရှင်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ် ဒါမလုပ်ဖဲနဲ့လူဘဝမှာအသက်ရှိတယ်ဆိုတော့ဖြစ်နိုင်ဘူး။တခြားအထောက်အကူဖြစ်တာမရှိဘူးလားဆိုရှိတယ်။နော်။အသက်ရှင်အောင်အသက်ရှိအောင်လုပ်တဲ့နည်းရပါလိမ့်တော့ဆိုရင်ဒီမတည့်တဲ့အစားအစာရှောင်နေတဲ့တဲ့အစားအစာကိုတစ်တော်ရဥစားတယ်၊ကျမရေးလိုက်စရာတယ်ဒါလည်းသက်ရှင်ရင်အကြောင်းမဟုတ်ဘူးလားဆိုဟုတ်ပါတယ်။အတိုင်းအတာတစ်ခုရဟုတ်တယ်။သို့သော် ကံပေးသလောက်တော့မဟုတ်ဘူး။တမာအပြင်ကြည့်မယ်ဆိုလို့ရှိရင်လူတွေရဲ့အသက်ကိုကြည့်နေအသက်ကြီးနေပြီမလို့အခုဒီအခုလောလောဆယ်လက်ပြောမယ်ဆိုရင်ကပတ်ကာယောဂဖြစ်တယ်။တလောတော့အသက်တရားကျော်ဖွားကြီးတယောက်ဟာကိုဗစ်ကူ90ကုဆက်ခံရတယ်ဆေးရုံကနေဆင်းသွားပြီးပျောက်သွားတယ်။ရှိတယ်အဲ့ဒါပြောတယ် เนาะအဲတချို့ကျတော့ငယ်ငယ်လေးရှိသေးတယ်ကိုယ်ယောဂနဲ့သိသွားတာလည်းရှိတယ်အဲ့တော့ဒီပစ္စပန်ဘဝမှာဆိုတာအချိန်ဤကအတိတ်ကံဘဝမှာမှီပြီးတော့နေကြတာဖြစ်တယ်ဘောအတိတ်ကံဘဝမှာမှီနေပြီးတော့နေတာဖြစ်တယ်အဲ့တော့လူရဲ့အခြေအနေကောင်းတဲ့မကောင်းတဲ့ပုံမှာမိတိမှုတွေရှိတယ်ဆိုတာအမြဲတမ်းသိကြတယ်လေ ကိုမဖြစ်လို့အသက်ကြီးတိုင်းသိတာလည်းမဟုတ်ဘူးအသက်ငယ်တိုင်းရှင်းတာလည်းမဟုတ်ဘူးယောဂအခန့်ရှိလို့သိတိုင်းလည်းသိတာမဟုတ်ဘူးယောဂအခန့်ရှိပဲမသိတယ်လို့ရှိတယ်ဘုမပြေမှာဒီကိစ္စယောဂဖြစ်လို့ကုထားတဲ့တက္ကမအိတယောက်ဆိုတော့အသက်80လောက်80ကျော်ပဲကိုမဖြစ်တယ်မသိဘူးကျန်ကျန်မှပြန်ဆင်းသွားတဲ့ရှိရောယောဂအခန့်ရှိတိုင်းလည်းသိတာမဟုတ်ဘူး ဲ့တော့မတူဘူးဆိုတာတော့သတိထားမှာပေါ့เนาะအခြေအနေတူနဲ့တူမတူအဲ့တော့အခြေအနေရဲ့အခြေခံအကြောင်းတစ်ခုရှိတယ်ဆိုတော့ဒါလက်ခံအောင်